အာဆင်နယ်အသင်းနီးပြအာဒီတာကနျူကာဆယ်အသင်းကိုတကူကူမရှိတဲ့အနံ့ရခဲ့တဲ့ပွဲပြီးမှာအသင်းအတွက်စူပလာတွေရယူပေးမယ်လို့ကတိပြုခဲ့ပြီးနွေရာသီမှာငွေကြေးအများပြားသုံးဆွဲဖို့အစီအစဉ်ရှိတယ်လို့လည်းပြောခဲ့ပါတယ်။အာဒီတာကလူတိုင်းအတွက်ကြီးမားတဲ့နွေရာသီဖြစ်လာပါလိမ့်မယ်။ကျွန်တော်ဟာစူပလာတွေရယူပေးနိုင်ဖို့အကောင်းဆုံးလှုပ်ဆောင်သွားမယ်ဆိုတာကိုကတိပေးချင်ပါတယ်။ကျွန်တော်အရာအလုံးကိုပေးသွားမှာပါ။ဒီမှာရှိနေတဲ့လူတွေစီကနေအကောင်းဆုံးအရာတွေကိုရယူဖို့လှုပ်ဆောင်သွားမှာပါ။ပရိသတ်တွေကပို့ပြီးလိုချင်တယ်လို့မျှော်လင့်ချက်တွေလည်းရှိပါတယ်။ကျွန်တော်တို့အတူတူလုပ်နိုင်မယ်ဆိုတာယုံကြည်မှုရှိဖို့လိုတယ်လို့ပြောခဲ့တာပါ။ အာဆနယ်အသင်းရတရားသည့်နောက်ဆုံးအင်ဝင်ပွဲစဉ်မှာနယူကာဆယ်အသင်းကိုအနိုင်ရခဲ့တဲ့နောက်လာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်အာဆနယ်အသင်းဟာချန်ပီယံလိဝင်ဝင်ရခဲ့ပြီးမြဲပရီးမီးယားလိပြိုင်ပွဲမှာ၃ရာသီဇက်တိုက်အဆင့်နှစ်နေရာနဲ့ရာသီအဆုံးသတ်ခဲ့ရတာပါအဲ့ဒီပြင်အာဆနယ်အသင်းဟာတရားသည့်ချန်ပီယံလိနဲ့ကာရာဘောင်းဖလားပြိုင်ပွဲဒီမှာဆီမီဖိုင်နယ်အဆင့်ကနေထွက်ခွာခဲ့ရပြီး FA ဖလားပြိုင်ပွဲမှာတတိယအဆင့်ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်အာဆနယ်တင်ရ2020ခုနှစ်က FA ဖလားကိုရယူပြီးတဲ့နောက်အဓိကဆူဖလားတွေနဲ့ဝေးကွာနေတာ9နှစ်ကြာခဲ့ပြီဖြစ်ပါတယ် ာဆနယ်အသင်းကြီးပြအာဒီဒါကလာမယ့်ရာသီမှာအသင်းကိုစူဖလားတွေရယူပေးနိုင်ဖို့အကောင်းဆုံးလှုပ်ဆောင်သွားမယ်လို့ကတိပြုခဲ့ပါတယ်။အာဆနယ်အသင်းကနွေရာသီမှာစာချုပ်ကုံဆုံးသွားပြီးဖြစ်တဲ့ဂျော်ဂျင်ဟိုနဲ့တီယာနေကိုထောက်ခွာခွင့်ပေးရမှာဖြစ်တယ်လို့အင်္ဂါကစားသမားတွေဖြစ်တဲ့စတာလင်နဲ့နက်တိုတို့ကလည်းသူတို့ရဲ့အသင်းစီပြန်ပို့ရမှာပါ။အဲ့ဒီပြင်ဆင်ချက်ကိုအပါအဝင်ကစားသမားအချို့ကလည်းအသင်းကနေထောက်ခွာပွဲရှိနေလို့ လာမယ့်ရာသီမှာချန်ပီယံဆုကိုစိန်ခေါ်နိုင်မှုအတွက်ကစားသမားအင်အားပြန်လည်ဖြည့်တင်းရမှာဖြစ်ပါတယ်။အာဒီဒါကတော့ချန်ပီယံဆုရယူနိုင်မှုအတွက်နေရာဒီအပြောင်းရှေ့ဇူးကမှာသူတို့လှုပ်ဆရာရှိတာတွေလှုပ်ဖို့အတင်းပုတ်ဖွဲ့ကိုပြောထားတာပါ။အာစနယ်အတင်းအားဆိုစီတက်အတင်းကွင်းနဲ့လူဆူပီမန်တီကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီးတိုက်စစ်ပိုင်းအတွက်နီကိုဝီလီယံ၊ဆက်စကို၊ယိုဂီယက်စ်နဲ့အစ်ဆက်တို့ကိုပြင်မှတ်ထားနေတာဖြစ်ပါတယ်။